အာဝခိနဲ့အီဘိုလိုကန်းကြီးကနေဂျင်းစီပြန်ခဲ့ကြပြီးအဲအချိန်ပရိုလိုက်စင်မရှိသေးပေမဲ့နာမည်ထွက်နေတဲ့ပေါက်စားလေးကအီဘိုနဲ့စပါရင်ထိုးချင်နေကြောင်းနီးပြကြီးကပြောလာပါလိမ့်သူကတော့အီမာရီခရိုစုခဲဖြစ်ပြီးအီဘိုလေသာအကြပေမဲ့သူ့ရဲ့အစွမ်းအစဘလောက်ရှိလဲသိချင်တာကြောင့်မညာဘဲတိုက်ခိုက်ပေးဖို့ပြောပါလိမ့် ခရိုစုကဲဟာအပြော်ရန်ပွဲပေါင်း35ပွဲထိုးခဲ့ပြီး35ပွဲလုံးကိုအနိုင်ရထားကတက်လုံကလည်းအရန်ကောင်းတာကြောင့်ရှော့မတွက်ဖို့နီးပြားကပြောပြနေပါသည်စပါရင်းစာကြရဲ့အခါခရိုစုကဲကလင်မြန်နဲ့စပီနဲ့တချိန်တို့ပြေးဝင်လာခဲ့ပြီးအဆက်မပြတ်လိုက်နေရာကြောင့်အီဘိုကလည်းပါဝါလက်သည့်တစ်ချက်နဲ့6ထုတ်လိုက်ပါသည် တစက်ထဲမှာပဲဘော်ဒီကိုထပ်ထုတ်ပေးလိုက်ပေမဲ့ချိုစုရဲကတော့တောင်းခံထားပြီးအီဘုတ်မျက်ခွက်ကိုကောင်းနာထိုးလိုက်ပါလိ။အလို့နဲ့သူတပြန်ကိုတပြန်ချနေကြရင်တောင်းကြီးပြေသွားခဲ့ပြီးစပါရင်းလည်းအဆုံးသက်သွားခဲ့ပါလိ။အီဘိုကအမှန်အကန်တိုက်ခိုက်ခဲ့တာဆိုပေမဲ့ချိုစုရဲဟာလိုင်းစင်မရသေးတဲ့ပေါစာလို့မထင်ရလောက်အောင်တတ်မာနေပြီးသူသာအတွေ့အကြုံတွေပုံများလာမယ်ဆိုရင်စိန်ခေါ်သူဖြစ်လာနိုင်ကြောင်းအီဘိုတွေးမိနေပါလိ။အဲ့အချိန်ဣဒကခီတို့ပြန်ရောက်လာခဲ့ကြပြီးဣဒကခီနဲ့ချိုစုကဲတို့ကအတိအကျွမ်းနေဖြစ်နေကသူတို့ရဲ့ဆက်ဆံရေးကလည်းတင်းမာနေခဲ့ပါလိ ကျောစုခဲကပရိုဖြင်းအောင်ကြိုးစားပြီးချန်ပီယံအီဘို့ကိုကြွတ်တက်ဖို့ရည်မှန်းထားကြောင်းပြောတော့အီတကာဂီယာလည်းကျောစုခဲကိုတားဆီးပြမယ်လို့ကြေညာလိုက်ပါသည်အီတကာဂီနဲ့ကျောစုခဲတို့က National ဘွဲမှာစတွေ့ခဲ့ကြတာဖြစ်ပြီးအဆင့်တက်လှူကြတဲ့အခါအီတကာဂီတယောက်အပြည့်အသက်ရှုံးနေခဲ့ရပါသည်အဲ့နောက်အထက်တန်းကျောင်းမှာပြန်လွေကြတဲ့အခါမှာလည်းကျောစုခဲနဲ့၃ညနောင်တိုက်ခိုက်ခဲ့ပြီးအချိန်တိုင်းမှာအီတကာဂီပဲရှုံးနေခဲ့ပါသည်တခါမူရာကအီဒက်ကခီနဲ့ကျိုစုကဲတို့နှစ်ယောက်လုံးနဲ့တိုက်ခိုက်ဘူးတဲ့အီဘိုဘသူကပုံတမ်းမှလဲဆိုပြီးမဲကြီးပါသည် ။ဤပိုးရဲ့အဖြစ်ကိုမကြားရသေးခင်မှာပဲအီတကကီယာလက်ရှိမှာသူဟာကျိုးစုကဲကိုအနိုင်ယူဖို့အခွင့်အရေးမရှိဘူးဆိုတာသူကိုယ်တိုင်သိကြောင်းပြောပါလိမ့်။အဲ့လားကြောင့်ပဲဒီထက်ပိုပြီးတိုးတက်လာဖို့နီးပြခမှုကာဝါရဲ့ဂျင်းကိုရွေးချယ်ခဲ့တာဖြစ်ပြီးနောက်လာမယ့် Rookie Champion ပွဲစဉ်မှာကျိုးစုကဲကိုချိန်မုံနိုင်ဖို့ကြိုးစားရပါအောင်မယ်။ဤပိုးအိမ်မြန်ရောက်တဲ့အခါသူ့ရဲ့ Rookie Champion ပွဲစဉ်တုန်းကဓာတ်ပုံတွေကိုထုတ်ကြည့်နေပါလိမ့်။အီတကာကီယာကျိုးစုကဲထပ်ပိုပြီးမြန်တယ်လို့ပါလာမီလက်တာလုံးနေပေမဲ့တခုခုလိုအပ်နေတယ်ဆိုပြီးအီဘိုကခံစားမိပါရီ အဲအချိန်ဒါခါမူရတယောက်ကမ္ဘာချန်ပီယံနဲ့ထိုးရတော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတာကြောင့်အီပိုလက်ဝမ်းသာပြီးတော့ဒါခါမူရတို့စီထွက်သွားပါလိမ့်။ဒါပေမဲ့ကမ္ဘာချန်ပီယံဘက်ကပြိုင်ပွဲကိုဒီဇင်ဘာလမှပြုလုပ်မယ်လို့ပြောထားတာကြောင့်အနေငယ်အခက်တွေ့နေကြရပါလိမ့်။ဒါခါမူရဟာအော်တိုဘာလာထဲမှာတပွဲထိုးရအောင်မှဖြစ်ပြီးနှစ်လအတွင်းမှာနှစ်ပွဲထိုးရမယ်သူ့အတွက်ခန္ဓာရည်ကြာဆင်းနိုင်ပြီးခန္ဓာကိုယ်ဝိထိန်ဖို့ကလည်းအတော်လေးခက်ခဲသွားမှာဖြစ်ပါလိမ့်။ ။ကမ္ဘာ့ချန်ပီယံဘက်ကတိုင်ပင်တသက်အကွာချလိုက်တာဖြစ်ပြီးအဲဒါကြောင့်ပဲတာခါမူရကလည်းသူဟာအမြဲတမ်းအဆင်သင့်မယ်လို့ပြောရင်း WBC World Champion ကြီး Brian Hoyer ရဲ့ဓာတ်ပုံကိုစကြည့်နေခဲ့ပါလိမ့်။အဲနောက်မှာလည်းတာခါမူရကြီးကမ္ဘာ့ချန်ပီယံလူပွဲထိုးရတော့မှဖြစ်လို့အကောင်လုံးကစိတ်လှုပ်ရှားနေကြရပါလိမ့်။နီးပြကြီးကကမ္ဘာ့ချန်ပီယံပွဲမတိုင်ခင်အော်တိုဘာလမှထိုးရမယ့်ပွဲရှိနေသေးပြီးအဖွင့်ပွဲစဉ်တွေအတွက်အီတာကာကီနဲ့ခင်မီရာတို့ထိုးရလိုက်မယ်လို့ပြောပြပါသည် ဲ့လိုအပြင်ဒီဇင်ဘာလမှာထိုးရမယ်တခါမူရာရဲ့ကမ္ဘာချန်ပီယံလူပွဲမှာတော့အီဘိုကဆီမီဖိုင်နယ်ပွဲထိုးရမှာဆိုပြီးယာဂီယပြောပြပါလိမ့်ကမ္ဘာချန်ပီယံပွဲကိုတာခါမူရာရဲ့တောင်းဆိုမှုအရဂျပန်နိုင်ငံရဲ့ရိုးခိုကူခိုကူဂီခန်ခမ်းမကြီးထဲမှာကျင်းပမှာဖြစ်ပါသည် ဒါတဲ့ထိုးခဲရတဲ့ခမ်းမကြီးတွေမှာထိုးရမှဖြစ်လို့အီဘိုလည်းဆိတ်လို့ရှာနေပြီးသူတို့တွေအကုန်လုံးပွဲစဉ်တွေနဲ့ပြည်နေတဲ့အချိန်အာအိုခီမှာတော့ထိုးပွဲမရှိသေးတာကြောင့်စိတ်တက်ကြသွားပါသည်တခါမူရာကတော့အာအိုခီရဲ့ပါမုတ်ကျေသူကြောင့်အီဘရဲ့အချိန်တိုင်းပိုးကောင်းကြီးပါနေမလားဆိုတာကိုစစ်ဆေးနေရပါသည်တခါမူရအပြင်ထွက်လာတော့ဖူဂျီရောက်နေတာကိုမြင်လိုက်ရပြီးဖူဂျီကကမ္ဘာချန်ပီယံဘရိုင်ယန်ဟော့အကြောင်းပြောပြပါသည် ရိုင်ယန်ဟောကထိမ့်သိမ်းရခတ်ပြီးအရင်သိဝင်နေတဲ့ပေါသာဖြစ်ကသူလေ့ကျင့်နေတဲ့ပုံစံကိုဘယ်သူမှမမြင်ဘူးရဲ့အပြင်ပြိုင်ပွဲမတိုင်ခင်တောက်သွားတယ်လေရှိပါလိ။လေ့ကျင့်ရတွေလှုပ်ဖို့ပြင်နေတဲ့ဟောကသူ့ရဲ့မွေးရပါပါရမီတွေကြောင့်ပဲကမ္ဘာချန်ပီယံဖြစ်လာတာဖြစ်ပြီးကိုယ့်ရဲ့ဘက်လေ့ကျင့်ပြီးတော့ခပတ်ကိုလူယူခဲ့တာဆိုပြီးကြွားလုံးတွေလည်းထုတ်ခဲ့ပါလိ။ပို့ဆိုးရကတော့ဘောင်စင်ပွဲတွေထိုးရတာထက်မိမတွေနဲ့နှက်နေရတာကပိုကောင်းတဲ့ဆိုပြီးမှတ်ချက်ပြောခဲ့ကြပါ။ ဒါပေမဲ့ Brian Hall ကတကယ်တမ်းလက်ကောင်ဖြစ်ပြီးတောင်ရံကျမ်းမာတယ်ဆိုတော့ American Middleweight တန်းမှာ၈၄လောက်မထင်ခဲ့ပဲချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါသည်။အခုလဲ Hall ကမကြခင်မှာပြိုင်ပွဲထိုးရတော့မှာဆိုပေမဲ့လေ့ကျင့်ရမလုပ်ပဲပျောက်နေခဲ့ပြီးသူ့ကိုစိန်ခေါ်မဲ့သူဟာဂျပန်နိုင်ငံကပေါ့စားဆိုတာကိုသိလိုက်ရတာနဲ့ဘောင်မသွင်းမဲ့ဖုံးချသွားတဲ့အကြောင်း Fuji ကပြောပြပါသည်။ပြိုင်ပွဲအတွက်မပြင်းစင်မဲ့ပျောက်နေတဲ့အပြင်သူ့ပြိုင်ပွဲဖြစ်တဲ့တာခါမူရရဲ့နာမည်ကိုတော့မသိချင်တာကြောင့်အထင်သေးခံလိုက်ရတဲ့တာခါမူရကလည်းဒေါကန်သွားခဲ့ပြီးဖြစ်ပါသည်။အဲ့နောက်အကောင်လုံးကစူးစမ်း န်းသားလေ့ကျင့်ခဲ့ကြပြီးအော်တိုဘာလထိုးပွဲနေ့ကိုရောက်ရှိလာခဲ့ပါပြီပထမဆုံးအဖွင့်ပွဲကိုအီဒါကာကီထိုးရမှာဖြစ်ပြီးသူ့မှာမျှော်မှန်းထားတဲ့ဘန်းနိုင်တစ်ခုရှိတာကြောင့်အစွမ်းကုန်ကြိုးစားသွားမှာပါအာခိနဲ့အီဘူလိုကအီဒါကခီကိုအားပေးကြဖို့ပြင်ဆင်နေပေမဲ့သူတို့တွေအားပေးစရာမလိုလောက်တတင်းစပေါ့စားလေးအီဒါကခီမှာဖန်ငယ်လေးတွေရှိနေခဲ့ပါသည် ဒီဘွဲကလဲကြည့်ထိုးရမှာဖြစ်ပြီးတက်စီအတွင်းမှာနှစ်ခါလဲကြတဲ့သူကရှုံးမှာဖြစ်ပါသည်။အီဒါကခီရဲ့ပြိုင်ပွဲမာခီနိုကနှစ်ဘွဲထိုးပြီးနှစ်ဘွဲလုံးကိုရှုံးထွက်တာဖြစ်လို့ရလတ်ပိုင်းမှာအတားကြီးဖြစ်နေရာကြောင့်အာအိုခီတို့ကစိတ်အေးနေပါသည်။အီဒါကခီကလည်းစိတ်ထဲမှာအသင့်ပြင်ထားပြီးပွဲစားတာနဲ့ပြေးဝေးလာတဲ့မာခီနိုရဲ့လက်သီးတွေကိုရှောင်ရှားကကောင်းတဲ့လက်သီးတွေပြန်ထိုးပေးလိုက်ပါသည်။ဒါပေမဲ့အီဘိုကတော့တပန်းရှုံးနေတဲ့မာခီနိုရဲ့အကြီးတွေကနေတခုခုကိုခံစားမိနေပြီးအရှုံးနဲ့ဆက်နေတဲ့မာခီနိုအတွက်တော့ဒီဘွဲမှာသာဆက်ရှုံးရင်လက်လျှော့လိုက်ဖို့နီးပြားကပြောခဲ့ ဲ့တာဖြစ်ပါသည်အဲဒါကြောင့်မာခီနိုအတွက်ဒီပွဲကိုအနိုင်ရဖို့လိုအပ်နေပြီးအသေးအတန်တိုက်ခိုက်ရင်အီတာကခီကိုခေါင်းနဲ့တိုက်လိုက်ပါသည်အီတာကခီကလည်းခေါင်းနဲ့တိုက်ခိုက်လိုက်ရတဲ့အကြောင်းနီးပြကြီးကိုလှမ်းပြောနေတုန်းမှာဟာခွက်အပြင်းနဲ့သူ့ကိုမာခီနိုကအာရပါရထိုးပစ်လိုက်ပါသည်ဒူးထောက်ကျသွားတဲ့အီတာကခီတယောက်ပြက်ရွေခန့်နေခဲ့ပြီးမာခီနိုဟာအနိုင်ရဖို့အတွက်ဘာမှဆိုလုံတော့မှဆိုတာကိုအီဘိုကသိနေပါသည်ပထမအချီအတွင်မှာနောက်တစ်ခါလဲကြရင်အီတာကခီအရှုံးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါသည် ပွဲပြန်စားရတဲ့အခါမှာတော့မာခီနိုကတရောင်နဲ့တက်လိုက်တာကြောင့်အီတာကခီလှင်မြန်စွာလက်ကျသွားခဲ့ပြီးမျက်လုံးကန်းနေတဲ့အတိုင်းကလည်းမာခီနိုကိုအနိုင်ပေးလိုက်ပါရင်ပိုဆိုးရကတော့အီတာကခီကပွဲရလတ်ကိုလက်မခံနိုင်လို့ဆိုပြီးပရိသတ်တွေကအော်ဟစ်ပြောဆိုနေကြတာကြောင့်စိတ်ပြတ်စွာနဲ့ပဲကျဝိုင်းတွေကနေထွက်လာခဲ့ရပါသည်။အီဘိုကအီတာကခီကိုနှင်းသိမ့်ပေးဖို့တွေးထားပြီးနောက်တစ်ပွဲကတော့ခီမူရာရဲ့ဆက်ကြီးထိုးသက်ရမယ့်ဂျူနီယာလိုက်ဝိုက်ပွဲပဲဖြစ်ပါသည်။ မရှိပါဘူးရှောင်းနေပြီးကလေးကပျောက်သွားတဲ့ခီမူရာကိုပရိသတ်တွေမျှော်နေကြတာပါဣဒကဂီဟာဒီနေ့ပွဲမှာအကောင်ဆုံးကြိုးစားခဲ့တာဖြစ်ပြီးမာခီနိုရဲ့ထိုးချက်တွေကိုလည်းရှောင်းနိုင်နေခဲ့တာဖြစ်ပါသည်ဒါပေမဲ့မာခီနိုကညစ်ပတ်ပြီးတော့ခေါင်းနဲ့တထောင်တွေတုံးလာတဲ့အပြင်ဒါလူကြီးကပါမျက်လုံးကန်းနေရာကြောင့်အီတကကီလည်းမခံမရနိုင်ဖြစ်နေရပါသည်။ဤဘိုကတော့မာခီနိုမှဒီပွဲကိုရှုံးလို့မဖြစ်တဲ့အကြောင်းရင်းတွေရှိနေတာကိုသူရဲ့ခက်တဲ့မျက်နှာမှာမြင်ခဲ့ရတဲ့အကြောင်းပြောပြပါသည်။ အဲအခါမှာတော့ Ida Kagiya နိုင်မှုအတွက်ဆိုရင်ညက်ပတ်လို့လည်းရတာပဲလား Professional လောကကြီးကဒီလိုမျိုးလောက်ခွင့်ရှိရလားဆိုပြီးမေးလာခဲ့ပါတယ်ဒါလူကြီးဟာမာခီနိုရဲ့ညက်ပတ်မှုမတော်တဆဆိုပြီးတမန်လိုက်တာဖြစ်နိုင်တယ်လို့မမြင်လိုက်တာလည်းဖြစ်နိုင်ပေမဲ့ပွဲအတွင်းမှာတော့ Ida Kagiya တွေ့ယူသွေးဆန်းဖြစ်နေခဲ့တဲ့အကြောင်းဤဘူကပြောပြပါတယ်ဣဒခကိတာပြိုင်မဲထပ်ပို့ပြီးတော့ခက်တန့်စွာကြိုးစားခဲ့မယ်ဆိုရင်ခေါင်းနဲ့အတိုက်ခံလိုက်ရရင်တော့ပြန်လဲတခိုက်နေခဲ့တင်တာဖြစ်လို့အခုလိုရှောင်းနေခဲ့ရတာဟာဣဒခကိရဲ့အမားဆိုပြီးဤဘူကထပ်ပြောပါသည် အဲအခါမှာတော့အီဒါကခီလည်းသူလေးစားရတဲ့အီဘိုကပါသူ့ဘက်မှမရှိကြကြောင်းဝမ်းနေပြီးထွက်သွားခဲ့ပါသည်။အီဘိုတို့ပင်လယ်ဘက်မှာစပါဝင်ထိုးလုံကအီဒါကခီဟာစပီနဲ့တက်ကနဲ့ပိုင်းမှာကောင်းမွန်ပေမဲ့သူစီကနေအနေရဖြစ်စေမဲ့ထိုးချက်တွေကိုမခံသားရဘူးဆိုတာသတိထားမိခဲ့တာဖြစ်ပါသည်။ အဲ့နောက်ခင်မူရရဲ့ထိုးပွဲစီပြန်သွားတဲ့အခါခင်မူရတယောက်ဆယ်ကြီမြောက်ကိုရောက်ရှိနေခဲ့ပြီးနှစ်ဖက်လုံးကသူမတကူမတဖြစ်နေကြပါရင်ခင်မူရကသူ့ရဲ့လက်နက်ကြီး Dragon Fish Blow ကိုအာရပါရတုံးလိုက်ပေမဲ့အနှဲငယ်လိုဝဲသွားခဲ့ပြီးသူ့ဘက်အထိုးခံလိုက်ရပါရင် ပြိုင်ပွဲမထိုးဖြစ်တာကြားသွားခဲ့လို့သူရဲ့ပုံစံကိုမေ့သွားခဲ့တာဖြစ်ပြီးဂမူရှူရဝင်လုံးနေခဲ့တာဖြစ်ကြောင်းအော်ခီကပြောပြပါသည်အဲ့လိုနဲ့ပဲသူမတာကိုမတာပြိုင်မဲနှစ်ယောက်ရဲ့ပွဲကြီးတွေပြီးဆုံးသွားခဲ့ပြီးခီမူရာတယောက်အမန်းနဲ့အနိုင်ရသွားခဲ့ပါသည်နောက်ဆုံးအဓိကပွဲစဉ်အလဲမှာတော့တာခါမူရာရဲ့ဆဲကြီးထိုးတက်ရမယ့်ဂျူနီယာမစ်တယ်ဝိတ်ပွဲစဉ်ဖြစ်ပြီး ဘဝဝေယောင်ကြီးကိုဝိဆင်ကပွဲထွက်လာခဲ့ပါသည်ဂျပန်နိုင်ငံရဲ့မျော်လင့်ချက်ကြီးကိုပြိဿတ်တွေအော်ဟစ်အားပေးနေခဲ့ကြပြီးတခါမူရဝေယောင်ချွတ်လိုက်တဲ့အခါမှာတော့အယိုးပေါ်အရေးတင်နေတဲ့သူ့ရဲ့ပုံစံကိုအံ့ဩစွာမြင်လိုက်ကြရပါသည်ဝေယောင်ချလွန်သွားတဲ့အပြင်ပွဲမတိုင်ခင်မှာဝမ်းချုံနေခဲ့တာဖြစ်ကြောင်းခီမူရာကပြောပြတော့အာဟိုကီလည်းသူ့ရဲ့လက်ချက်ဆိုတာသဘောပေါက်လိုက်ပါသည်တခါမူရာရဲ့ပြိုင်ဘက်ကဖိလစ်ပိုင်မီဒယ်ဝေးချန်ပီယံကြီးမော်ရစ်ဖြစ်ပြီးတန်မာတဲ့ပုံစံနဲ့အသင်းရှိနေပါသည် အာခိယတာခမူရတာရှောင်းရင်သူအပြစ်ဖြစ်မှာစိုးရိမ်နေပြီတာခမူရကိုယ်တိုင်ကလည်းသူ့ခန္ဓာကိုယ်ကိုယ်တော်တေချာထိန်းထားနေရပါလိမ့်